ဘယ်လိုမျိုးဟလာကျွန်တော်တို့ကိုရှင်ကိုဝါလေးထွက်ပြအောင်လဲဆိုတဲ့ကာလာကိုရောက်သွားပြီပေါ့ဗျာဟိုလက်ရှိဒီမြန်မာနိုင်ငံမှာကနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင်နိုင်ငံရေးပါတီပေါင်းကျွန်တော်90ကျော်ရှိတယ်လာပြောတာပြည်သူလူထုကိုတောင်းမေးကြည့်ကျွန်တော်တို့9ပါတီပြအောင်မသိတဲ့လူလူအများကြီးပဲအနောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေအနေနဲ့လဲဟိုမိမိပါတီလူထုထောက်ခံလာအောင် ကျွန်တော်တို့အရှိန်ကိုကောင်းကောင်းနဲ့တော့တွေးတက်လောင်းဖို့တော့လိုတယ်ဗျာနော်ဒီတိုင်းဟိုတကယ်ရွေးကောက်ပွဲနီးပြူပါမဟာပြူပါကပြီးခဲ့တဲ့2015 2020ကာလနဲ့တော့ဒီချင်းတွေကလုံးဝမတူလုံးဝမတူအဲ့တော့တည်တည်ချာချာပြင်ဆင်ထားဖို့လိုတယ်တနည်းအားဖြင့်တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိကာလကနိုင်ငံပါတီအားလုံးတပြေးညီဖြစ်သွားတဲ့အနေထားပဲဗျာဒါအရှိတရားပဲနိုင်ငံပါတီအင်အားကြီးတွေပဲဖြစ်စေအင်အားသေးတွေပဲဖြစ်စေအင်အားငယ်တွေပဲဖြစ်စေနိုင်ငံပါတီတွေအားလုံးကဒန်းသူအခွင့်ရတာဒီ 2025ရွေးကောက်ပွဲကဒန်းတို့အခွင့်ရတဲ့ရွေးကောက်ပွဲပဲသူကသူနိုင်ငံရေးပါတီကြီးသည်ပဲဖြစ်စေငယ်သည်ပဲဖြစ်စေဟာသူကသူဟိုဘယ်နှခုနှစ်ကပဲတီထောင်ထောင်အဲ့ဒါကတိတ်အရေးမပါတော့ဘူးအရေးပါတာကမိမိပါတီကလူလူကိုဘာတွေလှုပ်ပြနိုင်မလဲအဓိကဒီကြားထဲမှာကျွန်တော်တို့အချိန်နေရှိသေးတယ်လက်ရှိအချိန်နေရှိသေးတယ်အဲ့ဒီအချိန်ကိုကောင်းကောင်းအသုံးချမယ်ဆိုရင်အသုံးချနိုင်တဲ့ပါတီကလွှတ်တော်တစ်ယောက်ပါပဲအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြီးခဲ့တဲ့2010ကာလအတည်းကအတိုင်းသူတို့ဆက်ပြီးစီးမျောကြမယ် 2025ခုနှစ်တည်းကအတိုင်းဆက်ပြီးစီမျောကြမယ်ပြီးတော့ကျွန်တော်2020ကာလရွေးကောက်ပွဲတုန်းကလို့အဲ့ဒီအတိုင်းပဲစီမျောကြမယ်ဆိုရင်တော့အဲ့ဒီပါတီကြံခဲ့ပါပဲအဲ့ဒီပါတီကြံခဲ့ပါပဲကျွန်တော်တို့ကဒီကာလကတကယ်ကိုဒါနိုင်ငံပါတီတွေကလက်ယုံရင်နှလုံးရင်ထုတ်ပြရတဲ့ထုတ်ပြခွင့်ရတဲ့အခင်းကြီးလည်းဖြစ်တယ်ဗျ။အဲတစ်ဖက်မှာကျွန်တော်တို့နိုင်ငံပါတီနဲ့ပတ်သက်တစ်ဖက်မှာစိန်ခေါ်မှုတွေရှိသလိုပဲတစ်ဖက်မှာကျွန်တော်အခွင့်အလမ်းတွေလည်းရှိတယ်။အခွင့်အလမ်းတွေလည်းရှိတယ်။အဲ့တော့ ကိုယ့်ရဲ့အခွင့်အလမ်းကိုကျွန်တော်အသုံးချဖို့လုပ်တယ်လက်ရှိနိုင်ငံပါတီနဲ့ပတ်သက်ရင်နိုင်ငံပါတီအများစုကခင်ဗျာနေပြည်တော်မှာလာပြီးဆစ်ဆောင်နေကြတာဗျနေပြည်တော်မှာလာပြီးဆစ်ဆောင်နေကြတာအနိုင်ငံပါတီအများအများကြီးအတိုင်းပဲအဲ့တော့ဟိုဘလို့တွေသူတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခံအောင်လာအောင်ဘလို့တွေပြောကြမလဲတော့ကျွန်တော်တို့နားမလဲဘူးကျွန်တော်နားမလဲဘူးတိုးတော့လည်းပဲတိုးတော့လည်းပဲနိုင်ငံပါတီတွေအားလုံးကနေပြည်တော်မှာလာပြီးဆစ်ဆောင်နေကြတယ်အဲ့တို့ဘလို့တွေမဲဆွယ်မလဲတော့ကျွန်တော်နားမလဲဘောဗျာအဲ့တော့အဲ့လိုအခြေအနေတွေရောရှိတယ်အဲ့တော့အဲ့ဒီအခြေအနေလေးကိုကျွန်တော်တင်ပြပါမယ်မနေ့က ဒါနဆကဥရာကြီးကဒီဘီလာရုနိုင်ငံမှာပြောဆိုခဲ့တဲ့ယူကဝင်နဲ့ပတ်သက်တဲ့မူရင်းနဲ့ကျွန်တော်တင်ပြပါမယ်ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့2020ယူကောက်ပွဲယူကောက်ပွဲမှာမဲမတမအောင်တွေဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတောင်းယူထားတာဖြစ်ပါတယ်မကြခင်မှာလည်းဥပဒေနဲ့အညီယူကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ယူကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားပါတယ်တဲ့အဲ့လိုပြောပါတယ်လက်ရှိ ရွေးကောက်ပွဲဝင်ဖို့နိုင်ငံပါတီပေါင်းအားလုံး53ပါတီစင်သွင်းထားပါတယ်တဲ့စင်ပြသွင်းထားတယ်ပေါ့ဗျာအဲ့တော့ဘီလောက်နိုင်ငံအနေနဲ့လဲလေးလာရေးအဖွဲ့တွေဆင်လုပ်ပြီးဖို့ဒါဖိတ်ကြားတယ်ပေါ့ဗျာဖိတ်ကြားတယ်ဒါတော့ကျွန်တော်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စပေါ့ဗျာပြီးမှကျွန်တော်ကျန်တဲ့ကိစ္စဆက်ပြောပါမယ်အဲ့တော့လက်ရှိဒီနိုင်ငံပါတီတွေကမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိနိုင်ငံပါတီတွေကကျွန်တော်အားမလာတမ်းပြောရမယ်ဆိုရင်တော့ဒီပွဲတက်တဲ့နိုင်ငံပါတီတွေရဲ့ level တခုလောက်ပဲရှိတယ်ဒါကျွန်တော်တို့ကကျွန်တော်တို့ကလူ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 နဲ့ဆိုင်တဲ့ကိစ္စတော့ကျွန်တော်လူလူဘက်ကပဲကျွန်တော်ရက်ဒီပြောရမှာပဲအဲ့တော့ ုတ်ရင်လည်းနားပေါ့ဗျာမဟုတ်ရင်လည်းမနားနဲ့ပေါ့ထားပါစို့လက်ရှိနိုင်ငံရေးပါတီအားလုံးကခင်ဗျာနိုင်ငံတော်အခမ်းအနားတွေမှာခင်ဗျာတွေ့ရလိမ့်မယ်နိုင်ငံတော်အခမ်းအနားတွေတနည်းအားဖြင့်ကျွန်တော်တို့ဒီပြည်တော်စုနေ့အဲပြည်တော်စုနေ့အခမ်းအနားတွေပြီးညစာစားပွဲတွေပြီးတော့ကျွန်တော်တို့ဒီတက်မတော်နေ့တွေအစားအစီတွေအခြားသောနိုင်ငံတော်နေ့အခမ်းအနားတွေမှာဆိုရင်တော့နိုင်ငံရေးပါတီတွေကသူတို့တိုက်ပုံကြီးဝင်ပြီးထွက်ထွက်လာပါလိမ့်မယ်တိုက်ပုံကြီးထွက်တိုက်ပုံကြီးဝင်ပြီးထွက်လာမယ်ပတ်တားကြီးတွေကျွန်တော်ဂျိုင်းညံ့ပြီးထွက်လာမယ်အဲ့ပတ်တိုင်တွေမှာလည်းဘီးလေးတွေပါသေးတယ်ဗျာနော်အဲ့တချို့နိုင်ငံပြည်ပါသေးတယ်ပတ်တိုင်တွေမှာဘီးလေးတွေပါသေးမှန်လေးတွေပါသေးတယ် အဲ့လိုအဲ့လိုလူတွေရှိသေးတယ်ထပ်ပါဆိုဒါတော့ဒါကျွန်တော်မြင်လာလေးပြောပြတာဒါတော့အဲ့ဒီလူတွေရှိတယ်ပဲအဲ့တော့နိုင်ငံပါတီတွေအနေနဲ့ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ဆိုရင်ရွေးကောက်ပွဲဝင်ဖို့ဆိုရင်တကယ်မိမိကိုလူတွေကလက်ခံပြီလားမိမိပါတီကိုလူတွေကသိပြီလားဒါသိကိုရည်ကြည့်တယ်တချို့ပါတီတွေကျွန်တော်တို့ကိုယ်တိုင်တော့မှတချို့ပါတီတွေကျွန်တော်ပြင်ပြပြီးတော့ရှာနေရတာအာကျွန်တော်ကဘယ်ပါတီရပါဆိုဟာကျွန်တော်တို့ကရွာလေွားတယ်ပြည်သူလူထုသိဖို့နေနေသားသားကျွန်တော်တို့ဒီသတင်းသမားတွေတော့မှ အဲ့ဒီလိုပြောတဲ့နိုင်ငံပါတီရဲ့ကျွန်တော်တော်တော်လေးစဉ်းစားနေနေတာရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့တို့နိုင်ငံပါတီဆိုတာဒီလူထုကိုကျွန်တော်တို့ကတို့ရဲ့နိုင်ငံပါတီရဲ့ဩဇာပေါ့ဗျ။နိုင်ငံပါတီရဲ့ဩဇာသို့မဟုတ်ဒီပါတီမှာရှိတဲ့ဥဆောင်တဲ့သူတွေရဲ့ဩဇာကလူထုကိုကျွန်တော်လွှမ်းမိုးနိုင်ရမယ်။အဲ့ဒီလိုလွှမ်းမိုးနိုင်မှသာလျှင်ကျွန်တော်တို့ဒီရွေးကောက်ပွဲရွေးကောက်ပွဲအနိုင်ရဖို့သိကြရတော့ပေါ့။မလွှမ်းမိုးနိုင်ဘူးဆိုရင်တော့မလွယ်ဘူး။အဲ့တော့ကျွန်တော်ရှိရတင်ပြသလိုပဲလက်ရှိအခင်းချင်းကနိုင်ငံပါတီအားလုံးကျွန်တော်တပြင်းကြီးအခြေအနေဖြစ်သွားတာ။ခင်ဗျားတို့သူနိုင်ငံပါတီ ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေတော်သူဘဏ္ဍခုနှစ်ကနေတီထောင်ထောင်မထောင်ထောင်အဲ့ဒါကတည်းအရေးကြီးတော့ဘူးလူလူသိကျင်တာကငါတို့တော့ကိုဘယ်လောက်ကိုစားပြုပေးနိုင်မလဲလူလူကရွေးကောက်ဝယ်နဲ့ပတ်သက်ရင်လူလူကကျွန်တော်တို့သိသွားပြီရွေးကောက်ဝယ်ရဲ့ရွေးကောက်ဝယ်ရဲ့ကျွန်တော်တို့အနှစ်သာရသိသွားပြီရွေးကောက်ဝယ်ရဲ့အနှစ်သာရကိုသိတယ်လို့ပဲအမိမိဒေတာမှာဥဆောင်မဲ့သူတွေရဲ့တူးချင်းတယောက်ချင်းအရေးသေးပါသိသွားတာအရေးသေးပါသိသွားပြီလက်ရှိဒီ2025ခုနှစ်မှာကျင်းပမဲ့ရွေးကောက်ဝယ်ကရွေးကောက်ဝယ်က အဲ့ကိုစလေလောင်းလုံးမဲ့သူတွေရဲ့အရေချင်းကိုလူလူကသိတယ်လူလူကသိတယ်အရင်တော့ကရွေးကောက်ပွဲတစ်ခုကိုဝင်ပြိုင်မဲ့လွှတ်တော်ကိုစလေလောင်းကသူကဘာလို့လဲဆိုတော့ဒီဒေတာမှာသူမဲဆွယ်လို့ရမဲ့သူတွေကအေရိယာဘယ်လောက်ရှိလဲအဘဲအေရိယာကတော့သူ့ကိုမဲသူ့ရဲ့ဒီမဲဆွယ်မှုကိုလက်ခံမလဲအဘဲအေရိယာကလက်မခံဘူးလဲဆိုအဲ့ဒီလိုသူတို့ကဟိုသူတို့ကရေဘူးအဖြစ်သူတို့လေ့လာပြီးတော့မှသူတို့မဲဆွယ်စည်းဝေးမှုတွေလုပ်တာအဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေက လူလူကိုသူတို့ကအဲဒီလူလူကိုဒီလူကိုတော့ငါဘာပြောရင်သူဘာကြိုက်တတ်မလဲဒီဘက်ကတော့ဘာကြိုက်တတ်မလဲဒီလိုမျိုးဝင်ဒီလူလူလက်ခံမှာပဲဆိုတော့အနေထားတွေကပြီးခဲ့တဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာရှိခဲ့တယ်လက်ရှိအနေထားအလိုမတော်ဘူးကိုဒေတာကိုဝင်ပြိုင်မဲ့သူကအာဒီလူဒီလူကြီးဘာ2021နဲ့2025ခုနှစ်တုန်းကဒီလူကြီးပြောင်းတယ်ဒီလူကြီးလာလဲမလာဘူးဒီလူကြီးလာလဲမလာအော်ဒီလူကြီးအခုကျတော့ရွေးကောက်ပွဲနေတော့ဒီလူကြီးပြောင်းပေါ်လာတယ်အဲ့ဒီလိုဒီလူကြီးဒီလူကြီးအများကြီးပဲ လက်ရှိဒီ2025ရွေးကောက်ပွဲမှာဖြစ်လာမဲ့ဒီလူကြီးဒီလူအများကြီးပဲအဲ့ဒီဒီလူကြီးဒီလူကြီးတွေကိုလူတို့ကမဲပေးလိုက်မယ်လို့ကျွန်တော်မထင်ဘူး။ဘာကြောင့်သူတို့မယုံကြည်ဘူးလေ။မယုံကြည်ဘူး။ဒါကြောင့်ကျွန်တော်တို့ကဒီ2025ရွေးကောက်ပွဲကနိုင်ငံပါတီအားလုံးတပြေးညီဖြစ်သွားတဲ့အချိန်နဲ့အဲ့ဒီအရာကိုနိုင်ငံပါတီတွေကဖောက်ထွက်နိုင်ဖို့လိုတယ်။ရခိုင်တမစင်တိုင်းဆက်သွားမယ်ဆိုရင်တော့အဲ့ဒီနိုင်ငံပါတီတွေကကျွန်တော်တို့ရွေးကောက်ပွဲအောင်မြင်နိုင်ဖို့ကတော်တော်လေးခက်ခဲပါ။တော်တော်လေးခက်ခဲပါ။ဒေချာတာကငါ့ပါတီအဆိုးအဖြစ်ရှင်နေရှင်းတယ်။နိုင်ငံပါတီတွေ ိုင်ငံရေးပါတီရဲ့ရည်ရည်ချက်ကရှင်းရှင်းလေးဘာကြောင့်လဲတစ်ချက်ပဲရှိတယ်အာနာလိုချင်လို့တော်သူလူလူအကျိုးတွေဗျာကြံတဲ့အကျိုးတွေခဏထားပရမဆုံးလောရမယ်လို့ကအာနာလိုချင်လို့ရွေးကောက်ဝယ်နိုင်ရမယ်ရွေးကောက်ဝယ်နိုင်မှာအာနာရမယ်အဲ့ဒါပရမဦးစားပေးပဲအဲ့ဒီပရမဦးစားပေးအောင်မြင်ဖို့အတွက်သူတို့ဘလို့မျိုးလူလူဘလို့မျိုးလွှမ်းချုံမလဲကျွန်တော်စဉ်းစားတယ်ဒီလူတွေ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 ဟိုလူကြီးတွေဒီလူကြီးတွေသူတို့ဘလို့မဲဆွဲကြမလဲပေါ့ဘလို့မျိုးမဲဆွဲကြမလဲကျွန်တော်စဉ်းစားတယ်လက်ရှိတော့ဟိုလူကြီးတွေဒီလူကြီးတွေ ဘလို့မဲဆွဲမလဲဆိုတဲ့အခင်းချင်းတော့ကျွန်တော်မတွေ့သေးဘူးနံပါတ်1နံပါတ်1အဲ့လိုမဲဆွဲမဲ့ပုံကိုတွေကနံပါတ်1ကျွန်တော်တို့ဆိုရှယ်မီဒီယာပေါ်မှာတို့လွှမ်းမိုးနိုင်မှုမရှိဘူးနံပါတ်2ဟိုလူကြီးဒီလူကြီးတွေကိုလူတို့ကမသိဘူးနံပါတ်3ဟိုလူကြီးဒီလူကြီးတွေကလူတို့ရဲ့အချက်တန်းနဲ့ပတ်သက်ရင်လူတို့ရှိကမမမမရက်တီပြောပေးနိုင်တာတယောက်မှမရှိဘူးရှားတယ်ဗောဗျာရှိန်လည်းရှိမှာဗောစကားအကုန်ကျုံသွားမှာဆိုလို့ရှိန်လည်းရှိမှာဗောဗျာရှားတယ်တော်တော်ရှားတယ် ရွှေရမခင်ဗျရွှေကျောင်းမှာသွားတူးရင်ရွှေထွက်သေးတယ်တော်တော်ရှားတယ်ကြောက်စင်းရမခင်ဗျကြောက်စင်းရှိမဲ့နေရာကိုသွားတူးရင်ကြောက်စင်းထွက်သေးတယ်ဗရံများကလည်းဗရံများရှိမဲ့နေရာမှာကိုသွားတူးရင်ဗရံများထွက်သေးတယ်ဒါပေမဲ့လက်ရှိအဲ့ဟိုလူကြီးဒူလူကြီးကပြည်သူလူထုရဲ့အကျိုးနဲ့ပတ်သက်ရင်တော်တော်လေးဖြစ်ရှင်းနိုင်တာမရှိသလောက်ရှားတယ်အဲ့တော့ဟိုလူကြီးဒူလူကြီးတွေအနေနဲ့ရွေးကောက်ပွဲမှာတကယ်ကိုကျွန်တော်တို့အာဏာရခြင်းနဲ့အနိုင်ရခြင်းနဲ့ဆိုရင်တော့ လူလူရင်ပတ်ထဲကိုအရောက်သွားနိုင်မလို့လေအာကျွန်တော်တို့လူလူနဲ့တွေ့ရင်ခင်ဗျခေါင်းငင်းကထိုင်ပြီးတော့ကျွန်တော်မဲပေးကြပါဆိုတဲ့ပုံစံနဲ့မဲဆွဲတော့မရနိုင်ဘူးမရနိုင်ဘူးခင်ဗျလူလူရှိမှခင်ဗျလူလူလိုချင်တာကိုလုပ်ပြနိုင်မှအဲ့ဒီလူမဲရမှာအရင်ကတော့လာကျွန်တော်တို့အာဒီမျိုးနဲ့ကဒီမျိုးနဲ့ကကျွန်တော်မျိုးနဲ့ဩဂရာကြီးရောက်ကြွရောက်လာကြွလာပါခင်ဗျအောက်မှာရှင်ပြေးတဲ့တော့ဟုံးဆိုမတည့်ရတယ်ပြောင်းပြောင်းပြောင်းကျိုးစိုးပါအဲ့ဒီလောက်နဲ့မရတော့ဘူးခေါင်းငင်းမှထိုင်ခေါင်းငင်းမှထိုင်မဲဆွဲလာတာနဲ့မရတော့ဘူးလူလူရင်ပတ်ထဲမှာဘာတွေပူးနေလဲသူတို့ဘာတွေလူချင်းနေလဲ တို့လိုချင်တာဘာလဲသူတို့ယင်ဘတ်တဲရဟောင်းမြင်အောင်ကြည့်နိုင်မှာအဲ့ဒီလွတ်တော်ကိုယ်စလဲကကျွန်တော်တို့နိုင်မှာလွတ်တော်ကိုယ်စလဲအောင်နိုင်မှာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်ယင်ဘတ်တဲကအပူနဲ့ကိုယ်သွားနေတော့အဲ့ဒီလူနိုင်မှာမဟုတ်ဘာကြောင့်လဲဆိုတော့လွတ်တော်ကိုယ်စလဲကကိုယ်စလဲလောင်းကဒီဒီတော့ရောက်လာပြီဆိုတော့အဲ့သူမဲလို့ချင်တယ်လေငါကသူမဲလို့ချင်တာသူကသူ့ရဲ့အပူတွေပဲလူလူကိုသူကပြောတာလူလူလိုချင်တာသူကနားမထောင်နားမထောင်အဲ့ကျွန်တော်လက်ရှိဒီလက်ရှိမှာခင်ဗျာကြည့်လိုက်ပါဒီလွတ်တော်ကိုယ်စလဲမဲဆိုရင်ကြည့်လိုက်ပါလူလူတင်ပြတာဆိုဘယ်တော့မှနားမထောင်နားမထောင် အဲ့အချိန်မဲဆွဲတဲ့ချင်းကြောင့်နားထောင်နားထောင်ပါဗျာအဲ့လူတော်ကိုယ်စားဖြစ်သွားရင်နားမထောင်ဘူးနားမထောင်ဘူးတချို့ဆိုဘလို့ဖြစ်လဲဆိုတော့တချို့လက်ရှိဒီနေပြီးတော့မှဆစ်ဆောင်နေတဲ့နေပြီးတော့မှလာပြီးတော့ဆုနေတဲ့ဟိုလူကြီးဒီလူကြီးတွေရှိပါဗျာဟိုလူကြီးဒီလူကြီးတွေဆိုတာကနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီရဲ့ကျွန်တော်တို့ဒီထိပ်ပိုင်းခေါင်းဆောင်တွေပြီးတော့ကျွန်တော်နိုင်ငံရေးပါတီရဲ့ဒီလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့သူတွေအဲ့ဒီလူတွေကလက်ရှိနေပြီးတော့မှရှိတယ်ရှိတဲ့အခါကျတော့အဲသူတို့မဲဆွဲခဲ့တဲ့သူတို့ရွေးကောက်ခံခဲ့ရတဲ့ဒေသမှာရှိတဲ့ပြည်သူလူထုကလက်ရှိမှာကျွန်တော်တို့ဒါ 在外地讲你的的，你比如说上哪的，上哪的干嘛？哎，其他妈的，你比如要哪的，都也没啥那些那个的啊。风晒的嘛，房屋概念、的楼梯、低楼梯这些边，啊，哎，楼的这个楼楼啊，没啥这边，别没点开看下里面。